ရုစဒေတာကနေယူကရိန်းတပ်တွေကိုစိတ်ချလက်ချစုတ်ခွာပြီးတာနဲ့ယူကရိန်းဟာရုရှားတွေကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ဒီတစ်ခါတော့ဘဲဂရိတ်ဒေတာမှာဖြစ်ပါတယ်။ရုရှားရဲ့ Angel 2ဟာရုရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်ဝင်တစ်ခုဖြစ်ပြီးရှေ့တန်းကနေကီလိုမီတာ900ဒါမှမဟုတ်မိုင်400လောက်အကွာမှာတည်ရှိပါတယ်။ဒီစခန်းဟာမဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေကိုထားရှိရာနေရာဖြစ်ပြီးယူကရိန်းတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေအတွက်ပုံမှန်အသုံးပြုပါတယ်။မနေ့ညကမက်ရှလာ28ရက်မှာ ယူကရိန်းကာဝေးရေးတပ်ဖွဲ့တွေဟာသူတို့ရဲ့လက်စားချေမှုကိုရယူခဲ့ပါတယ်။သူတို့ဟာလူသီများရဲ့လေရင်ကွင်းကိုတိကျတဲ့တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပြီးရုရှားရဲ့ဒုံးကျည်တွေလောင်စာဆီတွေနဲ့လေရင်တွေကိုဖျက်ဆီးလိုက်နိုင်ပါတယ်။ဒရုန်းလေရင်ဟာစခန်းစီကိုခရီးနှင်နေပြီးတော့ပေါက်ကွဲမှုတစ်ခုကိုမြင်ရပါတယ်။ဒီတိုက်ခိုက်မှုဟာအရန်ကိုအရေးကြီးပါတယ်။အဓိကအကြောင်းကနှစ်ချက်ပဲရှိပါတယ်။ပထမချက်ကတော့ရုရှားလေရင်တွေအများကြီးဒီမှာတင်ထားတာပါ။ဒီလေရင်တွေက TU-95MS TU22 M3 နဲ့ TU160 တို့ပါဝင်ပါတယ်။ဒီပုံကျဲလေယာဉ်တွေဟာဒီစခန်းကနေပြန်တမ်းပြီးရုရှားနယ်မြေတွင်းမှာပဲနေပြီး FAB 250နဲ့ FAB 900လို့ဂလိုက်ပုံးတွေကိုတည်ဆောင်သွားပါတယ်။ဒီလေယာဉ်တွေဟာယူကရိန်းနယ်မြေကိုဖျက်ပြန်တမ်းလေးမရှိပါဘူး။အကြောင်းကတော့ယူကရိန်းရဲ့လေကြောင်းကာဝေးရေးစနစ်တွေကသူတို့ကိုပိတ်ချနိုင်လို့ပါ။ဒါကြောင့်သူတို့ဟာရုရှားနယ်မြေတွင်းမှာပဲနေပြီးဒီဂလိုက်ပုံးတွေကိုယူကရိန်းရဲ့စစ်ရုံတွေဟိုတယ်တွေနဲ့စွန့်ရင်အခြေခံအဆောက်အအုံတွေစီကိုဖြည်းဖြည်းချင်းပိတ်ချပါဗျ။ ်ပြီးတော့ပျက်စီးမှုကြီးတစ်ခုကိုဖြစ်စေပါတယ်။ဒါကြောင့်ဘုံကျဲလေယုန်တွေတိမ်းစီးထားတဲ့နေရာကိုတိုက်ခိုက်လိုက်တာဟာယူကရိန်းကာဝေးရေးတပ်ဖွဲ့တွေအတွက်ကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒါတွေမကသေးပါဘူး။ဒီယူကရိန်းတိုက်ခိုက်မှုဟာပတ်ဝန်းကျင်5ကီလိုမီတာသို့မဟုတ်3မိုင်လောက်ရှိတဲ့နေရာတစ်ခုလုံးကိုကြီးမားတဲ့ပျက်စီးမှုတွေဖြစ်စေခဲ့ပါတယ်။ဒီတိုက်ခိုက်မှုရဲ့ပောက်ကွဲမှုဟာအရန်ကိုပြင်းထန်လွန်းလို့အနီးကဒါကာကျေးရွာကိုပျောက်ကွယ်သွားစေခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာဒီစခန်းမှာတင်ထားတဲ့လက်နက်ခဲယုံတွေကြောင့်ဖြစ်နိုင်တယ်လို့ ဒရုန်းတိုက်ခိုက်မှုပြီးမှပေါက်ကွဲသွားတာလည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်ယူကရိန်းတွေဟာသူတို့ရဲ့ Neptun တုံးကြီးကိုလေယာဉ်ကွင်းမှာစတင်အသုံးပြုလိုက်တာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ယူကရိန်းကာဝေးရေးတပ်ဖွဲ့တွေသို့မဟုတ်တမရဇယ်လင်စကီကိုယ်တိုင်ကဒီအကြောင်းကိုအတည်ပြုဖို့မဖြစ်နိုင်ပါဘူး။အကြောင်းကတော့သူတို့ဟာလုပ်ငန်းဆောင်တာလုံခြုံရေးကိုကာဝေးခြင်းလို့ပါ။ဒါပေမဲ့ဒါဟာ Neptun တုံးကြီးဖြစ်ခဲ့မယ်ဆိုရင်ဒါဟာဒီစစ်ပွဲတစ်လျှောက်လုံးမှာပထမဆုံးယူကရိန်းရဲ့တုံးကြီးတိုက်ခိုက်မှုဖြစ်ပြီး ယူကရိန်းကမကြာသေးခင်ကမှကြေညာခဲ့တဲ့နက်ဂျွန်းတုံးကြီးအသစ်ရဲ့စမ်းသစ်တီထွင်မှုကြောင့်ဖြစ်နိုင်ခြေရှိပါတယ်။2022ခုနှစ်ရုရှားတို့ရဲ့ယူကရိန်းရဲ့ Snake Island Radar Scan ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်လမ်းညွန်တုံးကြီးတင်ကူးရင် Moskva ဟာယူကရိန်းကန်ယူရန်ကနေ160ကီလိုမီတာကွာမှာပင်လယ်နက်ကိုစောင့်ကြည့်နေပါတယ်။ရုရှားရဲ့ Moskva ရဲ့လက်နက်ပြင်ရှာဖွေရေးရေဒါဟာမိုးရွာတဲ့မုန်တိုင်းကြောင့်မမြင်ရပေမဲ့တင်မောသားတွေဟာဘာကူမှမကြောက်ရွံ့ပါဘူး။ ူတို့ဟာအမေရိကန်လေယာဉ်တင်သမောတွေကိုဖမ်းဆီးတပ်ဖြတ်ဖို့ဒီဇိုင်းထုတ်ထားတဲ့ဒုံးကျည်တင်ရင်ကိုကင်တွင်နေပါတယ်။မော့စဖာဟာပေလယ်နဲ့ထဲမှာအစိုးရသုံးတင်မောဖြစ်ပါတယ်။ဧပြီလ13ရက်2022ခုနှစ်မှာရုရှားပင်လယ်နဲ့ရေတပ်ရဲ့ဦးဆောင်တင်မောမော့စဖာဟာနစ်မြုပ်သွားပါတယ်။ကျွန်တော်တို့ဟာယူကရိန်းရဲ့ Neptune Cruise ဒုံးကျည်တင်မောဖြတ်ဆက်တစ်ခုကနေရှေ့လျားတဲ့ပြတ်မှတ်ထိမှန်နိုင်တဲ့ platform ဖြစ်ပြောင်းလဲသွားတဲ့နေပညာကိုနက်နက်နဲနဲလေ့လာတော့မှာပါ။2022ခုနှစ်မှာယူကရိန်းရဲ့ဒေသခံထုတ်လုပ်တဲ့ နပ်ကျုံတင်မော့ဖြတ်တုံးကြီးဟာနေတိုးရစ်တဲ့ရာရှိတွေနဲ့မျက်နှာပြင်စစ်ပွဲဂိမ်းပြင်းတွေရဲ့အားကျမှုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့နပ်ကျုံရဲ့စောင့်တိုင်းနေရတဲ့ချိန်ဟာပြီးဆုံးသွားပါပြီ။ဒီဧပြီလနေ့မှာ Moxfire ရဲ့လေကြောင်းရှာဖွေရေးရေဒါဟာစောင့်ကြည့်နေရပြီးတင်မော့ရဲ့မျက်နှာပြင်ရှာဖွေရေးရေဒါဟာမိုးရွာတဲ့မုန်တိုင်းတွေကြောင့်မမြင်ရပါဘူး။တင်မော့ရဲ့ရေဒါစစ်ဆေးသူတွေဟာသူတို့တင်မော့အတွက်အနေရဖြစ်နိုင်တဲ့အဆက်နှက်ဆက်ကိုနားလည်ဖို့စက္ကန့်ပိုင်းသာရှိပါတယ်။ ဒါပေမဲ့မိုးမုံတိုင်းတွေကနေယူကရိန်းရဲ့ R360 Neptune သင်းမောဖြတ်ဒုံးကျည်နှစ်စင်းဟာတနအီမိုင်900နှုန်းနဲ့ရေပြင်ကိုဖြတ်သန်းပြီးရေရဲ့ဘေးဘက်ကိုယ်တွေကိုဝင်တိုက်ပြီးရေအထက်မှာပောက်ကွဲပါတယ်။ပောက်ကွဲမှုကြောင့် Slava Club ယင်ဟာရေအောက်ကိုနစ်မြုပ်သွားပါတယ်။သူတို့ရဲ့စစ်ပွဲပထမဆုံးမှာယူကရိန်းရဲ့ R360 Neptune တွေဟာရုရှားရဲ့ဥဆောင်သင်းမောကိုနစ်မြုပ်စေပြီးကမ္ဘာအဆင့်မှာထင်ရှားလာပါတယ်။တနအီ900ကီလိုမီတာနှုန်းနဲ့ပြန်တန်းနိုင်တဲ့ဒီအထံထက်မြန်တဲ့တက်တီတွေဟာ 150 kg လက်နက်တွေကိုတယ်ဆောင်ပြီးရေပြင်မှာဆယ်ပေအမြင့်မှာဖြတ်တန်းသွားပါတယ်။သူတို့ဟာ Kremlin ရဲ့မန်မာနာတွေကိုပင်လယ်ကျမ်းပြင်စီကိုပို့လိုက်ပါတယ်။ Soviet KH-35 ရဲ့ DNA ကနေမွေးဖွားလာတဲ့ Neptune ဒုံးကြီးဟာ Kievs Luch Design Bureau မှာရေတက်တိုက်ခိုက်ရေးဒုံးကြီးဖြစ်ဖန်တီးခဲ့ပါတယ်။ဒီဒုံးကြီးမှာ radar ကောက်ကွာဝေး200 km ရေဒါကိုရှောင်ရှားနိုင်တဲ့ပြန်တမ်းမှုထိန်းချုပ်မှုစနစ်တွေပါဝင်ပြီးတန်ချိန်9000တိသင်္ဘောတွေကိုဖျက်ဆီးနိုင်ပါတယ်။ မူလနက်ကျွန်းတုံးကြီးတွေဟာအတန်ထက်မြန်နှုန်းရဲ့3.8တို့မဟုတ်3.90နှုန်းနဲ့ပြန်တန်းပါတယ်သူတို့ဟာရေပြင်မှာ3မီတာကနေ10မီတာအထိအမြင့်ကိုထိန်းထားပြီးပင်လယ်ပြင်ကိုဖြတ်တန်းပါတယ်နောက်ဆုံးမှာတော့မူလနက်ကျွန်းတုံးကြီးတွေဟာအတီးပြုတ်လမ်းညွှန်စနစ်ရဲ့ရေဒါလမ်းညွှန်မှုစနစ်ကိုပေါင်းစပ်အသုံးပြုပါတယ်ဒါအပြင်သင်းမောတွေရဲ့ရေဒါထောက်လှမ်းမှုကိုအသုံးပြုပြီးပင်လယ်ပြင်နဲ့သင်းမောတွေရဲ့ကွာခြားမှုကိုရှာဖွေပါတယ် USPU 360 mobile platform ပေါ်ကဒုံးကျည်လေးစင်းကိုပြစ်လွှတ်ပါတယ် တိမ်မောဖြတ်ဒုံးကြီးတွေဟာအစပိုင်းမှာအဆိုင်ခဲလောင်တာကိုအသုံးပြုပြီးနောက်ပိုင်းမှာ S400 Turbo Fan Engine ကိုအသုံးပြုပါတယ်။ဒါ့အပြင်မူလဒုံးကြီးတွေရဲ့ကွာဝေးဟာ280ကနေ300ကီလိုမီတာအထိရှိပါတယ်။မူလဒုံးကြီးတွေရဲ့ရှေ့ဟာ6မီတာရှိပြီးအလေးချိန်ကတော့880ကီလိုဂရမ်ရှိပါတယ်။ဒါကြောင့်ယူကရိန်းရဲ့လက်နက်တိုက်ပွဲအတွက်သိငယ်ပေမဲ့အားကောင်းတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။2023ခုနှစ်မှာယူကရိန်းဟာနက်ပျွန်းဒုံးကျည်ကိုမြေပြင်တိုက်ခိုက်ရေးဒုံးကျည်ဖြစ်ပြောင်းလဲဖို့စတင်ခဲ့ပါတယ်။ ဒါအပြင်မြေပြင်တိမတ်တွေကိုတိုက်ခိုက်ဖို့သူ့ရဲ့အခမ်းကဏ္ဍကိုချက်ထွင်ခဲ့ပါတယ်။ပထမဆုံးတိုက်ခိုက်မှုကိုဒီနှစ်နောက်ပိုင်းမှာစတင်ခဲ့ပါတယ်။အတန်ထမ်းမြန်နှုံ900ကီလိုမီတာနှုံးကိုထိန်းထားပြီးမြေပြင်ပြန်ဆန်းမှုတွေအမြင့်ကိုချိန်ညှိခဲ့ပါတယ်။တိမတ်တွေနဲ့နီးကပ်တဲ့ကာကွယ်ရေးစနစ်တွေကိုရှောင်ရှားဖို့နောက်ဆုံးအဆင့်မှာနှိမ်ကျသွားပါတယ်။ပထမဆုံးမြေပြင်တိုက်ခိုက်ရေးဒုံးကျည်တွေရဲ့လမ်းညွှန်မှုစနစ်ကို GPS နဲ့အတီးပြုတ်လမ်းညွှန်မှုစနစ်တွေနဲ့ပုံမကောင်းမအောင်ပြုလုပ်ခဲ့ပါတယ်။ဒါအပြင်မူလရေဒါလမ်းညွှန်မှုစနစ်ကိုထိန်းထားပြီး မြေပြင်ပြစ်မှတ်တွေကိုပုံမတိကျစွာထိမှန်နိုင်အောင်ပြုလုပ်ခဲ့ပါတယ်။ဒီဒုံးကြီးဟာမူလဒုံးကြီးရဲ့အကွာအဝေးကို300ကနေ360ကီလိုမီတာထိတိုးမြင့်နိုင်ခဲ့ပါတယ်။2023ခုနှစ်မှာယူကရိန်းရာရှိတွေကဒါကိုအတည်ပြုခဲ့ပါတယ်။နက်ဂျွန်းဒုံးကြီးဟာပုံမဝေးရကိုရောက်ရှိလာခဲ့ပါတယ်။2023ခုနှစ်ဩဂုတ်လ23ရက်နေ့မှာမြေပြင်တိုက်ခိုက်ရေးနက်ဂျွန်းဒုံးကြီးတွေဟာခရိုင်းမီးယားကကိတ်တာကာကပ်မှာရှိတဲ့ S400 လေတောင်းကောက်ဝေးစနစ်ကိုဖျက်ဆီးခဲ့ပါတယ်။ပြီးတော့စက်တင်ဘာလ14ရက်နေ့မှာ ရပ်ပထရိုဗီယာမြို့အနီးက S400 စနစ်ကိုထပ်မံတိုက်ခိုက်ခဲ့ပါတယ်။2024ခုနှစ်ကနေ2025ခုနှစ်မှာနက်ပျွန်းတုံးကြီးဟာလောင်းနက်ပျွန်းအဖြစ်ပုံမတိုးတက်လာပါတယ်။ဒါဟာရေတက်တဲ့မြေပြင်ပြစ်မှတ်တွေကိုဝဲဝဲပြစ်နိုင်တဲ့ဒုံးကြီးတစ်မျိုးဖြစ်လာပါတယ်။2025ခုနှစ်မတ်လ14ရက်မှာပထမဆုံးကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီဒုံးကြီးရဲ့အမြန်နှုန်းဟာအတန်ထက်မြန်နှုန်းနီးပါးရှိပြီးပြစ်မှတ်တွေစီကိုနီးပါးအတန်ထက်အမြန်နှုန်းနဲ့ချဉ်းကပ်နိုင်ပါတယ်။ ယူကရိန်းရဲ့ပါနက်မှုတွေကလောင်းနက်ကျွန်းရဲ့အန္တရာယ်ကိုပုံမှုမြင့်တက်စေပါတယ်။နက်ကျွန်းတိုက်ခိုက်မှုတွေကိုအသေးစိတ်စီစဉ်ပါတယ်။သူတို့ဟာနက်ကျွန်းကို American က Mini HURL Launch Decoys MALD တွေနဲ့တွဲဖက်အသုံးပြုပါတယ်။ MALD ကိုလေယာဉ်တွေကနေပစ်လွတ်ပြီးရန်သူလေကြောင်းနယ်မြေတွေကိုပို့ဆောင်ပါတယ်။ MLD တွေဟာရန်သူရဲ့ရေဒါချက်ပြတွေကိုကူးယူပြီးပြစ်မှတ်မျိုးမျိုးအဖြစ်ပြသပါဗါး။ Long Nap Drone တွေဟာရန်သူလေကြောင်းနယ်မြေကိုဖြတ်တန်းနေစဉ် MALD ရဲ့ရေဒါအနှောက်အယှက်တွေကရုရှားလေကြောင်းကာဝေးစနစ်တွေကိုမှားယွင်းတဲ့ပြစ်မှတ်တွေနဲ့ရောထွေးစေပါတယ်။ဒါကြောင့် net ကျုံးတွေဟာ GPO ဖြဲဖြစ်မှုတွေကနေဖြတ်တန်းနိုင်ပါတယ်။လောင် net ကျုံးဟာအတန်ထက်မြန်နှုန်း3.6 Mac နှုန်းကိုထိန်းထားပြီးမြင့်မားတဲ့အမြင့်မှာပြန်တန်းပါတယ်။ပြစ်မှတ်စီကိုချိန်ကပ်တဲ့အခါမှာနှိမ့်ကျသွားပါတယ်။ net ကျုံးရဲ့လမ်းညွှန်မှုစနစ်တွေဟာ GPS နဲ့အတီးပြုတ်လမ်းညွှန်မှုစနစ်တွေပါဝင်ပါတယ်။ဒါအပြင်မြေပြင်လမ်းညွှန်မှုစနစ် TERCOM နဲ့အနှောက်အယှက်ကာကွယ်မှုစနစ်တွေလည်းပါဝင်ပါတယ်။ ဒီတုံးကြီးရဲ့ကွာဝေးဟာ400ကီလိုမီတာအထိရှိပြီး2025ခုနှစ်မတ်လမှာ1000ကီလိုမီတာသို့မဟုတ်မိုင်600အထိရောက်ရှိသွားပါတယ်။ဒါကိုသမ္မတဇယ်လန်စကီးကရုရှားက2 packs ရေနံချက်ဆက်ယုံကိုတိုက်ခိုက်ပြီးနောက်အတည်ပြုခဲ့ပါတယ်။နက်ဂျွန်းရဲ့လက်နက်ပမာဏဟာ350ကီလိုဂရမ်ထိတိုးမြင့်ခဲ့ပြီး2025ခုနှစ်မှာဒီထက်ပိုများလာနိုင်ပါတယ်။နက်ဂျွန်းတုံးကြီးရဲ့တိုက်ခိုက်မှုတွေဟာရုရှားအတွက်ထေတောင်းကြံစီမှုတစ်ခုလိုပါပဲ။တမိုင်းမှာတော့မော့ခ်စဝါအသင်းမောနစ်မြုပ်သွားတာဟာယူကရိန်းရဲ့အကြီးမားဆုံးအောင်ပွဲဖြစ်ပါတယ်။ 2022ခုနှစ်ဧပြီလ13ရက်နေ့ဟာမော်စကိုအတွက်ဝမ်းနည်းပြနေ့တနေ့ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လောင်းနက်ဂျွန်းတုံးကြီးရဲ့မကြသေးငင်ကတိုက်ခိုက်မှုတွေဟာပုံမပြင်းထန်ပါတယ်။2024ခုနှစ်မေလမှာရုရှားနဲ့ခရိုင်းမီးယားကိုချိတ်ဆက်ပြီးတဲ့ Pof Carcass ရေနံတရားကိုဖျက်ဆီးခဲ့ပါတယ်။ Krasnodar မှာရှိတဲ့ကရုတ်တင်မော်ရီနစ်မြုပ်စေခဲ့ပါတယ်။ပူတင်ရဲ့အရေးကြီးတဲ့ထောက်ပံ့ရေးလိုင်းတွေဟာဒုံးကျည်တွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ဒီတုံးကြီးတွေဟာရုရှားရဲ့လေကြောင်းကာဝေးစနစ်တွေကိုဖျက်ကျော်ပြီး300ကီလိုမီတာအကွာကနေပစ်လွတ်ခဲ့တာပါ2024ခုနှစ်ဇွန်လမှာလောင်းနက်ဂျွန်တုံးကြီးတစ်စင်းဟာ Yax မှာရှိတဲ့ Shark 6 drone စခန်းကိုဖျက်ဆီးခဲ့ပါတယ်ဒါဟာရုရှားရဲ့အကြမ်းဖက်လက်နက်တွေကိုတိကျတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်ပြီးတော့2025ခုနှစ် match လ14ရက်နေ့မှာ Zelensky က2 packs ရေနံချက်ဆက်ယုံကိုကီလိုမီတာ1000အကွာကနေတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကြောင့်မော်စကိုရဲ့လောင်းစာစီကွန်ရက်တစ်ခုလုံးမီးလောင်ပျက်စီးသွားခဲ့ပါတယ် ဒီတိုက်ခိုက်မှုတွေဟာ MALD နဲ့ Electron နဲ့အနောက်ရှက်စနစ်တွေနဲ့ရုရှားရဲ့ကာကွယ်ရေးစနစ်တွေကိုဖျက်ချော်ပြီးပြစ်မှတ်ကိုထိမှန်ခဲ့တာပါ။ပင်လယ်ပြင်ကိုဖျက်ဖျက်ပြန်တန်းနဲ့သင်းမောဖျက်ဒုံးကြီးကနေမြေပြင်ပြစ်မှတ်တွေကိုတာဝေးပစ်နိုင်တဲ့ဒုံးကြီးဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ Neptune ဒုံးကြီးရဲ့အကွာဝေးဟာ200ကီလိုမီတာကနေ1000ကီလိုမီတာထိတိုးမြင့်လာခဲ့ပါတယ်။လက်နက်ပမာဏဟာ350ကီလိုဂရမ်ထိတိုးလာခဲ့ပြီးအတန်ထက်မြန်နှုန်းနီးပါးနဲ့ပြန်တန်းနိုင်ပါတယ်။ယူကရိန်းရဲ့ပါနက်မှုတွေနဲ့ Electron နဲ့အနောက်ရှက်စနစ်တွေဟာ ဒီတုံးကြီးတွေကိုပြန်တန်းယုံသာမကခရမလင်ရဲ့နောက်ွယ်ကိုထိမှန်အောင်ပြုလုပ်ပေးပါတယ်။ရုရှားရဲ့ဆုံးရှုံးမှုတွေဟာတိုးပွားလာပါတယ်။နက်ပျွန်းတုံးကြီးဟာတခါကရေတက်လက်နက်တစ်ခုဖြစ်ခဲ့ပေမဲ့အခုတော့အောင်ပွဲစီကိုလမ်းကြောင်းဖောက်နေပါတယ်။ပူတင်ရဲ့အိမ်မက်ဆိုးဟာယူကရိန်းထုတ်လုပ်တဲ့လက်နက်တစ်မျိုးဖြစ်ပါတယ်။ဒီလောင်းနက်ပျွန်းတုံးကြီးရဲ့အားပါချက်တစ်ခုကတော့ဒါဟာယူကရိန်းကိုယ်တိုင်ထုတ်လုပ်တဲ့လက်နက်ဖြစ်တာပါ။ဒါကြောင့် ADACMS နဲ့ Storm Shadow တွေနဲ့မတူဘဲယူကရိန်းဟာဒီလက်နက်ကိုဘယ်လိုအသုံးပြုရမလဲ။ ဘယ်နေရာကိုပြစ်မှတ်ထားရမလဲဆိုတာကိုကန့်သက်ချက်မရှိပါဘူး။ဒါကြောင့်ယူကရိန်းဟာရုရှားကုန်းတွေကိုပုံမနှဆိုင်စွာတိုက်ခိုက်နိုင်တာပါ။ဒီတုံးကြီးရဲ့ကွာဝေးဟာ1000ကီလိုမီတာသို့မဟုတ်620မိုင်ရှိပါတယ်။ဒါဟာ British Storm Shadow တုံးကြီးရဲ့250ကီလိုမီတာ American ATA CMS ရဲ့300ကီလိုမီတာထက်ပုံမမြင့်ပါပါတယ်။ယူကရိန်းမှာဒီတုံးကြီးနှမျိုးရှိပြီးသားဖြစ်ပြီးမကြခင်မှာဂျာမနီက Torres တုံးကြီးတွေကိုရရှိမှာဖြစ်ပါတယ်။ Torres တုံးကြီးရဲ့ကွာဝေးဟာ900ကီလိုမီတာရှိပါတယ်။ ဂျာမနီဝင်ကြီးချုပ်အစ်တောင်းဝင်ယူပြီးရတယ်ဒီလက်နက်တွေကိုရရှိမှာဖြစ်ပါတယ်။ပူတင်ဟာဒုတိယကမ္ဘာစစ်စတင်ကလေးကသူ့နိုင်ငံကိုကျူးကျော်တိုက်ခိုက်ခံရတဲ့ပထမဆုံးရုရှားသမ္မတဖြစ်ပါတယ်။သူဟာနျူကလ িয়ার လက်နက်ရှိပေမဲ့ကျူးကျော်တိုက်ခိုက်ခံရတဲ့ပထမဆုံးသမ္မတလည်းဖြစ်ပါတယ်။အခုတော့သူဟာနျူကလ িয়ার လက်နက်မရှိတဲ့ယူကရိန်းလိုနိုင်ငံငယ်တစ်ခုရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခံနေရပါတယ်။2025ခုနှစ်မတ်လ18ရက်မှာရုရှားစစ်ဘလော့ဂါတွေက AFU ဟာဘယ်ဂိုရက်ဘက်ကိုတိုက်ခိုက်မှုစတင်ခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဟာဆမ်မီနေဇက်နီကပရီလာချာယာခရစ်ချာကာနဲ့ဒီမဒိုဖ်ကာဂျေရာရီကူမှာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ညဘက်မှာ AFU ဟာဘဲကိုရော့နဲ့ခရက်စ်မိုင်းဂျန်ရှင်အနီးကနေဇက်ကိုစိတ်ရင်တွင်တဲ့လူတွေကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာယူကရိန်းကခါကစ်ဒေသကနေစိတ်ချလက်ချဆုတ်ခွာခဲ့တဲ့စိတ်ရင်တွင်တဲ့တပ်သားတွေဖြစ်နိုင်တယ်လို့လူအများကယူဆကြပါတယ်။ အမေရိကန်ကထောင်လန်းရေးအချက်လက်မျှဝေမှုကိုဖျက်တောက်လိုက်တဲ့အတွက်ဒီတပ်တွေဟာရုရှားနယ်မြေတွင်းမှာသတင်းအချက်လက်မဲ့သွားခဲ့ရပါတယ်။အခုထိတော့ဒီကျူးကျော်တိုက်ခိုက်မှုကိုတစ်ဖက်နဲ့တစ်ဖက်တရားဝင်အတည်ပြုချက်မရှိသေးပါဘူး။ဒါပေမဲ့ရုရှားစစ်ဘလော့ဂါတွေကတနာရီတစ်ကြိမ် update ပေးနေပါတယ်။ဒီတိုက်ခိုက်မှုတွေဟာဒီနေရာမှာဖြစ်ပွားနေတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒေသခံအာဏာပိုင်တွေကအခုထိတော့ဘာထုတ်ပြန်ချက်မှမထုတ်ပြန်သေးပါဘူး။ရုရှားတပ်တွေဒီဒေသကိုချင်းင်းဝင်ရောက်လာနိုင်တယ်ဆိုတဲ့အလားအလာကြောင့်ထိတ်လန့်နေကြပါတယ်။ ယူကရိန်းတပ်တွေဟာဒီဒေသတွေကကြေးရနှရာစီကိုနှစ်ဖက်ကနေချင်းကန်နေပါဗျ။ဒီအကြောင်းနဲ့ပတ်သက်ပြီးနောက်ထပ်သတင်းတစ်ပုဒ်ရှိပါတယ်။ယူကရိန်းတပ်တွေဟာနေဆက်ကိုဖျက်ပြီးရုရှားဖက်ဒရေးရှင်းတဲ့ကိုဝင်ရောက်လာခဲ့ပါဗျ။ဒါဟာဘယ်ဂိုရော့ရဲ့အနောက်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တာပါ။ပူတင်တပ်တွေဟာဒီမီထရီယာနဲ့ကာရစ်ကာကြီးရာအနီးမှာခုခံတိုက်ခိုက်နေရပါတယ်။ဒါဟာမက်လ18ရက်နေ့မှာဖြစ်ပွားခဲ့တာပါ။ဒီအဖြစ်ပြက်ပြီးတဲ့နောက်မက်လ19ရက်မှာ ယူကရိန်းတပ်တွေဟာဒီမျိုးရစီကိုပုံပုံနီးကပ်စာရွေ့ရှားလာနေတယ်ဆိုတဲ့သတင်းတွေထက်ရလာပါတယ်။ပူတင်အုပ်စုရဲ့တပ်တွေဟာဒီလိုကျူးကျော်ဝင်ရောက်မှုမျိုးအတွက်ပြင်ဆင်ထားခြင်းမရှိပါဘူး။ရုရှားတပ်တွေဟာခါကစ်ကိုယူကရိန်းထိန်းချုပ်မှုကနေလွတ်မြောက်အောင်လုပ်နိုင်ခဲ့တဲ့အတွက်စိတ်ပြေလက်ပြောက်ဖြစ်နေခဲ့ကြပါတယ်။သူတို့ဟာယူကရိန်းတပ်တွေခုခံကာဝေးရေးဘက်ကိုပြန်သွားမယ်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မိတ်သွားတာတခုရှိပါတယ်။ရန်သူကမမျှော်လင့်ထားတဲ့အချိန်မှာတိုက်ခိုက်တာဟာအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ယူကရိန်းဟာအခုတာကိုလုံနေတာပါ။ မတ်လ28ရက်မှာဒီကျူးကျော်တိုက်ခိုက်မှုစတင်တဲ့သတင်းရပြီးနှစ်ရက်အကြာမှာယူကရိန်းတပ်တွေဟာရုရှားကျေးရွာတရာကိုသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းသတင်းတပုတ်ရလာပါတယ်။ယူကရိန်းတပ်တွေဟာဒီမီထရီယာကျေးရွာတွေကိုဝင်ရောက်လာခဲ့ပါတယ်။ဘဲဂရော့ဒေတာထဲမှာယူကရိန်းထိန်းချုပ်မှုအောက်ရောက်နေတဲ့နေရာတွေရှိပါတယ်။ပူတင်အုပ်စုရဲ့တပ်တွေဟာထိရောက်တဲ့တိုက်ခိုက်မှုတစ်ခုကိုစီစဉ်နိုင်ခြင်းမရှိသေးပါဘူး။နှစ်ရက်ကြာပြီးတာတော့ယူကရိန်းသို့မဟုတ်ရုရှားဘက်ကတရင်ဝင်အတီးပြုတ်ချက်မရှိသေးပါဘူး။ရုရှားတွေအကြီးအမားဆုံးအန္တရာယ်ဟာ NATO မဟုတ်ပါဘူး။ စီးပွားရေးပိတ်ဆို့မှုတွေလည်းမဟုတ်ပါဘူးယူကရိန်းစစ်ပွဲလည်းမဟုတ်ပါဘူးဒါဟာပုံမိုတိတ်ဆိတ်ပေမဲ့ပုံမိုအန္တရာယ်များတဲ့အရာတစ်ခုဖြစ်တဲ့ရုရှားရဲ့လူဦးရေကျဆင်းမှုပါအန်ဩစရာကောင်းပေမဲ့ရုရှားအစိုးရဟာဒီပြဿနာကိုဆယ်သူနှစ်တွေကတည်းကသိရှိခဲ့ပါတယ်ဒီအခြေအနေကိုပြန်လည်ပြုပြင်ဖို့နီလန်းမျိုးမျိုးကိုစမ်းသပ်ခဲ့ပေမဲ့တကယ့်ကိုထိရောက်မှုမရှိခဲ့ပါဘူး2006ခုနှစ်မှာဗလာဒီမီယာပူတင်ကိုယ်တိုင်ကဒီလူဦးရေပြဿနာကိုရုရှားရဲ့အရေးကြီးဆုံးပြဿနာလို့သတ်မှတ်ခဲ့ပြီး ရုရှားမျိုးသမီးတွေကိုကလေးပုံမှုမွေးဖွားဖို့နဲ့မိသားစုဘဝကိုစတင်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့20နှစ်ကြာပြီးနောက်မှာဒီကြိုးပမ်းမှုတွေရဲ့ရလဒ်ဟာတိတ်မထူးကြခဲ့ပါဘူး။အခြေအနေဟာပိုဆိုးလာခဲ့ပါတယ်။မွေးဖွားနှုန်းကျဆင်းမှုနဲ့လူဦးရေထွက်ပြေးမှုတွေကလည်းလက်ရှိဖြစ်ပေါ်နေတဲ့စစ်ပွဲရဲ့တက်ရောက်မှုတွေအထိဒီစိန်ခေါ်မှုဟာရုရှားအတွက်အခက်အခဲဆုံးဖြစ်ပါတယ်။ရုရှားရဲ့မွေးဖွားနှုန်းဟာအမျိုးသမီးတဝူကိုကလေး1.5ဦးနှုန်းလောက်ပဲရှိပါတယ်။ဒါကိုနှိုင်းရှင်ပြရမယ်ဆိုရင်လူဦးရေတည်ငြိမ်ဖို့အတွက်မွေးဖွားနှုန်း နှစ်တသမတနှစ်ဦးနှုံလောက်လိုအပ်ပါတယ်။ဒါဟာမိဘနှစ်ပါးကိုအစားထိုးဖို့နဲ့လူကြီးဖြစ်ဖို့အသက်မရောက်တဲ့ကလေးတွေအတွက်လိုအပ်ပါတယ်။ဒီရေအတွက်ထက်နေရင်တဖြည်းဖြည်းနဲ့နိုင်ငံရဲ့လူကြီးဟာညှော့နေလာပါတယ်။ရုရှားအတွက်ကတော့ဒါဟာတကယ်ဖြစ်နေတာပါ။လူကြီးကြဆင်းမှုဟာအလုတ်သမိုင်းအင်အားညှော့နေလာတာကိုဆိုလိုပါတယ်။နှစ်စဉ်မွေးဖွားမှုနှုန်းကြဆင်းလာတဲ့အမျှအလုတ်ကင်ဈေးကွက်တွေကိုဝင်ရောက်လာတဲ့လူငယ်တွေရဲ့ရေအတွက်ဟာညှော့နေလာပါတယ်။ ဒါဟာလူငယ်တွေကိုငှားယမ်းဖို့ကြိုးစားနေတဲ့စီးပွားရေးလုပ်ငန်းတွေအတွက်သာမကစီးပွားရေးတစ်ခုလုံးကိုထိခိုက်စေတဲ့စနစ်တကျဖြစ်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။အလုံးလုံးနိုင်တဲ့လူဦးရေနည်းလာတာနဲ့မျှအလုံးလုံးနေစေလူတွေပေါ်ဖိအားတွေပုံမှုများပြားလာပါတယ်။သူတို့ဟာသူတို့ကိုယ်တိုင်အတွက်သာမကပင်စင်နဲ့ကျမ်းမာရေးစောင့်ရှောက်မှုတွေပေါ်မိခုံနေရတဲ့အငိမ့်သားယူထားတဲ့လူတွေကိုပါထောက်ပံ့နေရပါတယ်။လူဦးရေကအုံမင်းလာပြီးပုံမှုများပြားလာတဲ့လူတွေအလောက်ကင်ဈေးကွက်ကနေထွက်ခွာသွားတာနဲ့မျှ လူမှုဖူလုံရေးစနစ်တွေပေါ်ဖိအားတွေပုံမူများပြားလာပါတယ်။အလုံသမိုင်းအင်အားယွန်းနေလာတာဟာအခွန်ထမ်းနေလာတာကိုဆိုလိုပါတယ်။ဒါဟာအစိုးရဗန္ဒာငွေတွေကိုညော့နေစေပါတယ်။ဒါဟာပင်စင်ကျမ်းမာရေးနဲ့ပညာရေးလိုအရေးကြီးဝန်ဆောင်မှုတွေကိုထောက်ပံ့မှုအတွက်အဓိကပြဿနာတစ်ခုဖြစ်လာပါတယ်။အစိုးရဟာဒီအစည်းအဝေးတွေကိုထိမ့်သိမ့်ဖို့ကြိုးစားနေရတဲ့အခါလူတွေဟာပုံမူပြီးတော့ငွေကြေးမလုံခြုံမှုကိုခံစားလာရပါတယ်။ဒီမလုံခြုံမှုကမွေးဖွားနှုန်းကိုတိုက်ရိုက်တက်ရောက်မှုလည်းရှိပါတယ်။အနာဂတ်ဟာမသေးကြဘူး။ အလောက်ကန်ရဖို့ခက်ခဲပြီးလသာတွေမတူပဲနေထိုင်စရိတ်တွေတက်နေတဲ့အခါလူတွေဟာမိသားစုစတင်မှုကိုရွှေ့ဆိုင်းနေရှိပြီးကလေးနည်းနည်းပဲယူဖို့ဆုံးဖြတ်လေးရှိပါတယ်။ဒါဟာစီးပွားရေးဖိအားနဲ့မွေးဖွားနှုန်းနှဲမှုတွေကိုပုံမိုဆိုးရသေးတဲ့ဝိုင်းချန်ကွင်းဆက်တစ်ခု ဖြစ်လာပါတယ်။ဒီလူဦးရေပြဿနာဟာရုရှားနိုင်ငံရဲ့အရွယ်စားကိုစဉ်းစားကြည့်ရင်ပုံမိုထင်ရှားလာပါတယ်။ရုရှားဟာစတူယန်ကီလိုမီတာ18တန်းကျော်ကျယ်ဝန်းပြီးကမ္ဘာအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။အချိန်ဆုံးဆက်တစ်ခုကိုဖြတ်တန်းပြီး ဥရောပကနေ Pacific မုတ်တရားအထိရှည်လျားပါတယ်။ဒါကိုနားလည်အောင်ပြောပြရရင် American ပြည်ထောင်စုသို့မဟုတ်တရုတ်နိုင်ငံတစ်ခုလုံးကို Russia နဲ့နမိတ်ထဲမှာထည့်လိုက်ရင်တော့နေရာတဝက်လောက်ကျန်နေပါသေးတယ်။ဒါပေမဲ့ဒီကြီးမားတဲ့အရွယ်အစားရှိပေမဲ့ Russia ရဲ့လူကြီးဟာ2024ခုနှစ်မှာ143တန်းလောက်ပဲရှိပါတယ်။143တန်းဆိုတာများတယ်လို့ထင်ရပေမဲ့မြေ area နဲ့နှိုင်းရှင်ကြည့်ရင်ဒီအရေအတွက်ဟာဘလောက်နည်းတယ်ဆိုတာသိသာလာပါတယ်။ဥပမာ Bangladesh ကိုကြည့်ပါ။ ဒါဟာရုရှားထက်136ဆပိုမိုသိမ်းငယ်တဲ့နိုင်ငံဖြစ်ပေမဲ့လူဦးရေတန်း180ကျော်ရှိပါတယ်။ဒါဟာဘင်္ဂလားဒေ့ရှ်မှာရုရှားထက်လူဦးရေတန်း30ပိုများပြားနေပြီးနေရာတွေကိုပိုမိုကျဉ်းမြောင်းစွာနေထိုင်နေကြတာကိုဆိုလိုပါတယ်။ဒါဟာဘင်္ဂလားဒေ့ရှ်တစ်ခုတည်းတော့မဟုတ်ပါဘူး။ဂျပန်ကိုကြည့်ပါ။လူဦးရေ125တန်းဟာ student kilometer 38,000မှာနေထိုင်နေကြပါတယ်။ရုရှားဟာဂျပန်ထက်မြေ area အဖြစ်45ဆပိုမိုကြီးမားပါတယ်။ဒါပေမဲ့ဂျပန်ရဲ့လူဦးရေဟာရုရှားနဲ့တိတ်မကွာပါဘူး။ ဒါကြောင့်ရုရှားဟာကြီးမားတဲ့နိုင်ငံဖြစ်ပေမဲ့လူဦးရေကတော့မများပါဘူး။ဒါတွေကဥပမာနှစ်ခုပဲရှိပြီးဒီထက်မကများစွာရှိနေပါသေးတယ်။အခုတော့ရုရှားရဲ့လူဦးရေချင်းတွေဟာဘလောက်ထူးခြားပြီးစိန်ခေါ်မှုများလဲဆိုတာသိလောက်ပြီးထင်ပါတယ်။ Siberia နဲ့ရုရှားရှေ့ပြားဒေသတွေကိုစဉ်းစားကြည့်ပါ။ဒီဒေသတွေဟာ2000ကီလိုမီတာ10တန်းကျော်ကျယ်ဝန်းပါတယ်။ဒါဟာအမေရိကန်ပြည်ထောင်စုရဲ့စုစုပေါင်းမြေဧရိယာထက်ပိုမိုကြီးမှပါပဲ။ဒါပေမဲ့အရှေ့ပြားဖက်ဒရယ်ဒေသမှာလူဦးရေ၈သန်းထက်နေပါတယ်။ ဒါဟာနယူးယောက်သို့မဟုတ်လန်ဒန်လိုမြို့တစ်မြို့ရဲ့လူဦးရေထပ်တောင်းနေပါသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ